န္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုအော်တိုဘာလ30ရက်နေ့ကစစ်ကောင်စီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဘူဒိုဇာတွေနဲ့ထိုးပြခဲ့တာကြောင့်နေထိုင်သူတွေနေစရာအခက်ခဲနေရင်ဆိုင်နေရပါတယ်။ကြောင်တက်နေတဲ့ကလေးငယ်တွေနဲ့ကျန်းမာရေးမကောင်းတဲ့တက်ကြီးရွယ်ဦးတွေရှိတာကြောင့်ခနဆောင်ဆိုင်ပေးဖို့မန္တလေးတိုင်းအစိုးရကိုစတင်ခဲ့ပေမဲ့စစ်ကောင်စီတပ်နဲ့စီပင်တွေကမနေ့ကစတင်ပြီးတော့ဘူဒိုဇာတွေနဲ့ထိုးဖြတ်ခဲ့တယ်လို့အိမ်ဖြတ်ခံရသူတို့က DVV ကိုပြောပါရတယ်။ ငွေတော်ကြီးကုန်းရက်ကွက်အကွက်အမှတ်156ကကြီး156ခခွေးနဲ့936ကကြီးမှနေထိုင်တဲ့အင်ဂျီ300ကျော်ကိုအော်တိုဘာလ9ရက်နေ့နောက်ဆုံးထားပြီးတော့ဖျက်ဖို့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေကစပို့ခဲ့တယ်လို့အိမ်ဖျက်ခံရတဲ့နောက်တက်တယောက်ကလည်း DVB ကိုပြောပါဗျ။အခုအိမ်ဖြတ်နေတဲ့နေရာရဲ့ပေါက်ဈေးရာဆိုရင်တော့မြေကွက်တစ်ကွက်ကို3000တောင်းချီပြီးတော့တန်တဲ့အတွက်ငွေကြေးချမ်းသာတဲ့သူတွေလိုချင်တဲ့နေရာမျိုးဖြစ်တယ်လို့အိမ်ဖြတ်ခံလိုက်ရသူနောက်ထပ်တစ်ယောက်ကပြောပါရတယ်။ 2024ခုနှစ်စက်တင်ဘာလကငွေတော်ကြီးကုန်ရက်ွက်ကိုမန္တလေးကလုပ်ငန်းရှင်တထေတူရောက်လာပြီးတဲ့နောက်ဒီဇင်ဘာလကုန်ပိုင်းမှာနေအိမ်တွေဖြတ်ဖို့မြို့နယ်စီပင်ကစတင်စီစဉ်ခဲ့တယ်လို့အိမ်ဖြတ်ခံရသူတွေစီကနေသိရပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ပန်းနီလာကျေးရွာကိုအော်တိုဘာလ31ရက်နေ့မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု2ရက်ဆက်ပြီးတော့ပြုတ်လုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အာနာသိန်းစစ်တပ်ကပုံနာကျုံမြို့ကိုအော်တိုဘာလ30ရက်နေ့ကလည်းဘုံကျဲခဲ့ပြီးအော်တိုဘာလ31ရက်နေ့မှာလည်းထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပုံနာကျုံမြို့နဲ့ပန်းနီလာကျေးရွာကိုအော်တိုဘာလ31ရက်နေ့မွန်းတဲ့ချိန်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပန်းနီလာကျေးရွာမှာကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်သေဆုံးသူ၄ဦးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ကျောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီကအခုရက်ပိုင်းအတွင်းမှာ ပုံနာကျုံရသေးတောင်ကြောက်ဖြူတောင်ကုတ် M အစရှိရဲ့မြို့နယ်တွေကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်လာတာဖြစ်ပြီးတော့အရဲသားထိခိုက်ဒေဆုံးမှုတွေကလည်းဇက်တိုက်မြင့်တက်လာနေပါတယ်ရှင်။ ကီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့2025ခုနှစ်တတိယ3လပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအရကီနီပြည်နယ်ကနေတတိယ3လပတ်တာကာလဖြစ်တဲ့ဇူလိုင်လ၊ဩဂတ်စ်လနဲ့စက်တင်ဘာလအတွက်ရရှိတဲ့အခွန်ငွေဟာဘတ်တန်150ကျော်နဲ့မြန်မာငွေကျပ်290တန်းကျော်ဖြစ်တယ်လို့သိရပါဗျာ။ ရရှိထားတဲ့အခွန်ငွေတွေကိုကရင်နီပြည်ကပြည်ထရေးဌာနအတွက်21ရာခိုင်နှုန်းလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ထူထောင်ရေးဌာနအတွက်25ဒသမ2ရာခိုင်နှုန်းနဲ့စောက်လုပ်ရေးဌာနအတွက်73ဒသမ5ရာခိုင်နှုန်းစသဖြင့်ဌာနဆိုင်ရာအသီးသီးအတွက်သုံးစွဲထားတဲ့အခွန်ငွေတွေကိုဖော်ပြထားပါတယ်လက်ရှိကင်းနေပြည်နယ်အတွင်းကလိုက်ကောမြို့နယ်အရှိချမ်းဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ကင်းနေရှမ်းတောင်နယ်ဆက် ဖဲခုံမြို့နယ်ဘက်တီကိုစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးနေပြီးစစ်မျက်နှာ၅ခုနဲ့ရင်ဆိုင်နေရကြောင်း KNI အမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းမတရားမြို့နယ်အရှိမြောက်ချမ်းဝင်းတင်ကုန်းရွာစာတင်ကျောင်းကိုအော်တိုဘားလာ30ရက်နေ့ညပိုင်းမှာစစ်တပ်ကဘုံကျဲလို့အသက်15နှစ်အရွယ်မိန်းကလေးတစ်ယောက်တေဆုံးခဲ့တယ်လို့ဒေသခံကြီးကနေသိရပါဗျ။ ဒါအပြင်ပြည်သူ၅ယောက်လည်းထိခိုက်ဒဏ်ရာရသွားပြီးတော့အဲ့ဒီတွေကတယောက်ကဒဏ်ရာပြင်းထန်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။ဘုံကျဲခံရတဲ့စာတင်ကျောင်းဟာစစ်ဘေးရှောင်နေနေထိုင်တဲ့ကျောင်းဖြစ်ပါရယ်။စစ်တပ်ကဘုံကျဲကျခဲ့တဲ့အတွက်ကြောင့်အဲ့ဒီစာတင်ကျောင်းအပါအဝင်လူနေအိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့သိရပါရယ်။ဒီကနေ့အော်တိုဘာလ31ရက်နေ့မနက်ကလည်းတိုက်လေရင်နှစ်စီးနဲ့မြောက်တငါရွာဘက်ကို ပုံကျဲပြီးလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာ drone 3စီးနဲ့ဘုံဒီငါလုံးကျဲချတိုက်ခိုက်တာတွေလုပ်ခဲ့ပေမဲ့အဲ့ဒီနေရာဒေသခံတွေကစစ်ဘေးရှောင်နေလို့အထိခိုက်တော့မရှိခဲ့ဘူးလို့မတရားမျိုးနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်လက်ရှိမှာမတရားမျိုးနဲ့မြောက်ချမ်းမြောက်တငါရွာအဝင်းကျင်အနီးနားမှာပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေနှစ်ဖက်စီရေးတင်းမာနေတယ်လို့လည်းသိရပါရယ်ရှင် အာနာဒိန်းစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန့်ရိုက်ကူးမှုတွေမှာနမကြီးအမှုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးတော့ငင်းဆန်သူတွေအားလုံးကိုအရေးယူသွားမယ်လို့စစ်ကော်မရှင်ကချင်းချောက်ပြောဆိုခဲ့တယ်လို့အမှုပညာအတိုင်းဝန်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်မရှင်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွယ်ကရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံးမှာ အနုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့မှာမလာမနေရခေါ်ယူတွေ့ဆုံခဲ့ပြီးတော့အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရုပ်ရှင်မရရတော့တဲ့နမေကျော်တရုတ်ဆောင်တွေအပါအဝင်အနုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းကြွေးကြော်တဲ့နေ့အစရှိရဲ့ဝါရဖြန့်နာတွေကိုမဖြစ်မနေရိုက်ကူးခိုင်းထားပါဗျ။လူတို့နဲ့အတူဆန္ဒပြလို့ဖမ်းဆီးခံရပြီးပြန်လွတ်လာတဲ့သူတွေကိုပါရိုက်ကူးခိုင်းတာဖြစ်ပြီးတော့စစ်တပ်ရဲ့တရင်နဲ့ဖျော်ပြရေး platform တွေမှာထုတ်လွှင့်မယ်လို့အနုပညာအတိုင်းဝန်းနဲ့နှိဆက်သူတယောက်က DVV ကိုပြောပါဗျ။ ရွေးကောက်ပွဲအကြံဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းတို့မှပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြည်တံပြုလုပ်တာတွေနဲ့တပိတ်မှောက်တာတွေခံရပြီးတဲ့နောက်မှာတော့အခုလိုအတင်းကျပ်ဖိအားပေးလာတာဖြစ်လာပါရဲ့ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူကျေးရွာအုပ်စုကိုအင်းကျေးရွာကိုအော်တိုဘားလ29ရက်နေ့မနက်ပိုင်းကစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါရတယ်။ ရရွာနေရရွာမှာရှိရသူတွေအနေနဲ့ကထိန်ပွဲကျင်းပနေချိန်မှာကိုအင်းကျေးရွာဘုံကြီးကျောင်းအနီးတစ်ဝိုက်ကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံသီးတစ်လုံးကျဲချသွားပြီးဆက်လက်နဲ့လည်းပစ်ခတ်သွားပါရယ်အရဲသားပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ဘူးလို့ဒေသခံပြည်သူတယောက်ကပြောပါရယ်အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲအာနာသိန်းစစ်တပ်ကအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလေရင်ပြန်တန်းသွားပြီးတဲ့နောက်မှာတော့ကထိန်ပွဲကိုဆက်လက်ပြီးတော့ကျင်းပပြီးစီးခဲ့တယ်လို့ဒေသခံပြည်သူတယောက်ကပြောပါရယ် ဒါပြင်အော်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းမှာလည်းတိုက်ပွဲဖြစ်တဲ့ဇဝဲကျေးရွာအုပ်စုကလေးမိုင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်တာကြောင့်အသက်30ရွယ်အမျိုးသားတယောက်အသက်သေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းမိုးကုတ်မြို့ကနေပြန်လည်ဆုတ်ခွာသွားတဲ့ TNL တပ်တွေရဲ့နေရာကိုတော်လိုင်းအင်းပူပေါင်းတပ်တွေကဝင်ရောက်ပြီးတော့နေရာယူလိုက်တယ်လို့မြေပြင်တော်လိုင်းအင်းတပ်ဖွဲ့ဝင်တွေကလည်းသိရပါတယ်။ မန္တလေးမိုးကုတ်မိုးမိတ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာတော်လန်ရေးတပ်ဖွဲ့တွေ6လကြာစစ်စင်ရေးဖော်ဆောင်နေတာဖြစ်ပြီးတအန်းလွတ်မြောက်ရေးတပ်မတော် DNL ကတရုတ်ရဲ့ဂျားဝယ်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲဆဲပြီးမိုးကုတ်ကနေပြန်လည်ဆုတ်ခွာပေးလိုက်တာပါလက်ရှိမှာတော့မိုးကုတ်ပြူဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်1222တပ်ရင်း Tribe ပြူဟာမြင်းကြံ Black Tiger တပ်ရင်းနဲ့ မန္တလေးမိုးကုတ်တပိတ်ချင်းမြို့နယ်တွေမှာစစ်ရေးတာဝန်ထမ်းဆောင်နေတဲ့တော်လန်ရေးတရင်တပ်ဖွဲ့တွေကနေရာယူထားတယ်လို့သိရပါဗျ။မိုးကုတ်မြို့ကာကွယ်ရေးအတွက်တော်လန်ရေးပူပေါင်းတပ်တွေအနေနဲ့အကောင်ဆုံးကြိုးပမ်းသွားမယ်လို့မြင်းကြံ Black Tiger တော်လန်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပါဗျ။တရုတ်ရဲ့ဖိအားဖြင့်လူတို့ရဲ့အသက်အိုးအိမ်ကိုငဲ့ညာတဲ့အနေနဲ့မိုးမိတ်နဲ့မိုးကုတ်မြို့ကိုလက်လွတ်ပြီးအပြစ်ခတ်ရက်ဆဲဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကပြောဆိုထားပါတယ်ရှင်။ မိုးပြဲမြို့အနောက်ဖက်ခြံ၃တက်ကွေကိုစစ်ကော်မရှင်တပ်ကဒီကနေ့အော်တိုဘာလ31ရက်နေ့နေ့လယ်ကဒရုန်းနဲ့ပုံလာကြတဲ့အတွက်အသက်28နှစ်အရွယ်အမျိုးသားတဦးဘယ်ဘက်ခြေထောက်ထိမှန်ပြီးတော့ဒဏ်ရာရတယ်လို့မိုးပြဲ People Defense Force Local PDF ကသတင်းထုတ်ပြန်ထားပါတယ်။ပုံလာကြတဲ့အချိန်မှာလမ်းမှာသွားလာနေတဲ့ပြည်သူကိုထိမှန်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။လက်ရှိမိုးပြဲမြို့ရဲကစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တွေက မျိုးပြင်ထွက်နိုင်ဖို့အတွက်ဘေးပတ်ဝန်းကျင်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်တာ drone နဲ့တိုက်ခိုက်တာတွေပို့ပြီးတော့လှုပ်လာတာဖြစ်တယ်လို့မိုးပြဲဒေသခံတွေကပြောပါဗျ။မိုးပြဲမြို့ကိုတလေးလုံးစစ်စင်ရေးအတွဲမှာတော်လန်ရေးပူပေါင်းတက်တွေကထိန်းချုပ်နိုင်ခဲ့ပေမဲ့မိုးပြဲအခြေဆိုင်ခမာယာ၄နှစ်နှစ်တော့ကြန့်ရှိခဲ့ပါတယ်။၂၀၂၄လောက်လာခဲ့ပြီးတော့၂၀၂၅ဇွန်လမှာတော့ပြန်ပြီးတော့သိမ်းပိုက်သွားတာဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံကိုခဏပြန်လာတော့စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ရွှေဝါရောင်ဆရာတော်နတ်ဇောလိုလူတိများတဲ့ဆရာတော်ဦးပညာဇောတာကိုအော်တိုဘာလ30ရက်နေ့မှာစစ်တပ်ကပြန်လွှတ်ပေးလိုက်ပြီလို့သိရပါဗျ။ဆရာတော်ဦးပညာဇောတာအမေရိကန်နိုင်ငံသားခံယူထားတဲ့သူဖြစ်ပြီး2024ခုနှစ်နိုဝင်ဘာလအတွင်းမှာမင်္ဂလာရုံမြို့နယ်အတွင်းအားတိမ်ကြောင်းတစ်ခုရဲ့ပနက်တင်မင်္ဂလာအခမ်းအနားအတွက်မြန်မာနိုင်ငံကိုပြန်လာစင်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်တပ်ကိုအတင်းညိုပြက်စီမှုပုံမှ905ကကြီလူမှုကြီးကြပ်ရေးအဥပဒေပုံမှ73တအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့90ညနဲ့52ကကြီအစရှိရဲ့ပုံမှတ်တွေနဲ့ဆီယာရော့ကိုအမှုဖွင့်ထားပြီးအေးစိန်ထောင်မှာတနစ်နီးပါထိန်းသိမ်းထားခဲ့ပါတယ် အမေရိကန်နိုင်ငံသားဖြစ်လို့ပြန်လွတ်ပေးတာဖြစ်ပြီးဆီယာရောကလွတ်လွတ်ချင်းမှာပဲအမေရိကန်နိုင်ငံကိုပြန်ကြွသွားတယ်လို့ဆီယာရောနဲ့နှိဆက်သူတူကပြောပါရယ်ဆီယာရောဦးပညာဇော်တာရွှေဝါရောင်တော်လည်းဦးဆောင်ဆီယာရောတွေထဲမှာပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဆီယာရောတပားလည်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့မှာမြစ်တာပါရမီကျောင်းရဲ့ကျောင်းထိုင်ဆီယာရောလည်းဖြစ်ပါရယ်ရှင် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဇင်ချောင်းကုံွေကျေးရွာကိုအော်တိုဘားလ30ရက်နေ့ညနေပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသား9ယောက်သေဆုံးပြီးတော့နောက်ထပ်10ယောက်ထပ်မံနေဒဏ်ရာရသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အမျိုးသား3ယောက်နဲ့အမျိုးသမီး2ယောက်သေဆုံးခဲ့တာဖြစ်ပြီးဒဏ်ရာရသူတွေထဲမှာ3ယောက်လည်းဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ကြောက်ဖြူမြို့ခံတယောက်ကပြောပါဗျ။လက်ရှိမှာတော့ဒဏ်ရာရတဲ့သူတွေစေကူးသမှုခံယူနေကြပါဗျ။ အဲ့ဒီဘုံကျဲမှုကြောင့်ကုံဝေကျေးရွာမှာအိမ်6လုံးထပ်မနေမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။အော်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တပ်ကရခိုင်ပြည်နယ်ကြောက်ဖြူပုံနာကျွန်းရသေးတောင်မြို့နယ်3ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးအရဲသားအများအပြားထိခိုက်ဒေဆုံးလို့ဒဏ်ရာရသူတွေလည်းအများအပြားရှိခဲ့ပါဗျာ။အာနာဒိန်စစ်တပ်ကရခိုင်ပြည်နယ်ကမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စစ်ရေးသတိအမြဲရှိကြဖို့ကိုအာရခတက်တော်ကတိုက်တွန်းထားပါတယ်ရှင်။